ရခိုင်ပြည်အတွင်းကစစ်ပီးရှောင်တွေရဲ့60ရာခိုင်နှုန်းလောက်ဟာမကြမီကြားရောက်တော့မေမိုးရင်းကာလအတွင်းအမိုးကာအုပ်ကိုရောက်ရှိဖို့အရေးတကြီးလိုအပ်နေတယ်လို့စစ်ပီးရှောင်အရေးကူညီနေသူတွေကပြောပါရယ်။အဓိကမိုးရင်းကာလမှာတော့အရေးတကြီးလိုအပ်နေတဲ့အမိုးကာအုပ်ကိုရောက်ရှိဖို့ဆိုလို့ရှိရင်တော့လိုအပ်ချက်အများကြီးရှိနေတယ်လို့စစ်ပီးရှောင်အရေးကူညီပေးနေတဲ့ကိုဝင်းဟောင်းကပြောပါရယ်။အခုလုံနေကြတဲ့သူတွေဟာကိုထူကိုထား ပရိုက်တာလူမှုအဖွဲ့အစည်းတွေရဲ့ပံ့ပိုးမှုရေးကြီးရော်တွေကကမကထာလှုပ်ဆောင်ပေးမှုတွေရေးနဲ့လှုပ်ဆောင်နေတယ်လို့ဆိုပါရယ်။ဒါကြောင့်ဒီလိုလှုပ်ဆောင်မှုတွေဟာ40ရာခိုင်နှုန်းလောက်ပဲကာဘာဖြစ်နိုင်ပြီးတန်နဲ့60ရာခိုင်နှုန်းကိုတော့ကာဘာမဖြစ်နိုင်ဘူးလို့ကိုဝင်းဟောင်းကပြောပါရယ်။ရခိုင်မျိုးသားအဖွဲ့ရှိ UL လက်အောက်ခံလူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးယူ HTCO ရဲ့စီရင်အရာရခိုင်ကလွတ်မြောက်မြို့နယ်တွေမှာ စစ်ပီးရှောင်ဦးရေ6သိန်းကျော်ရှိတယ်လို့သိရပါဗျ။